ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့သင်ပြပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိတာဖြစ်ပါတယ်အရေးကြီးတဲ့ကဏ္ဍလေးရှိဖြစ်တယ်ဆိုတော့ကိုကျွန်တော်ပြောပြခြင်းနဲ့ဘာလဲဆိုတော့အခုလကအာဒီမလေးတွေရဲ့နှစ်တိကုကာလဖြစ်တယ်မကြခင်မှာသူတို့နှစ်တိကုရောက်တော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့ကသလားလုံးလုံးပေါ့နော်သူတို့အစာရှောင်တဲ့ကာလဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ တတိထရဖို့လိုတာဖြစ်တယ်သူတို့ရှေ့မှာစားတောက်တာတွေပြီးတော့စလိတ်တောက်တာတွေဖြစ်ဖြစ်ပေါ့နော်အစားတောက်တစ်ခုခုနဲ့အာတက်ဆိုင်တဲ့အရာတွေဆိုရင်ကျွန်တော်တို့ရှောင်းတာသူတို့ရှေ့မှာရှောင်းလာတော့ပိုကောင်းတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ကအစားရှောင်းတယ်မနေ့9နာရီကနေညနေ9နာရီခွဲအထိပေါ့နော်သူတို့ကအစားမစားပဲနေတာဖြစ်ပါတယ်ရေမတောက်ဘူးဘာမစို့ မတုံဖို့ဖြစ်တယ်စားတော့ဆိုရအစစရပါတော့တို့မတုံဆောင်ဖို့ဒီတွေ့ကြောင့်လို့ကျွန်တော်တို့သတိထားဖို့လိုတာဖြစ်တယ်ဆိုတော့ကိုပြောပြခြင်း ਨੇ နောက်တစ်ချက်ကမနေ့ကကျွန်တော်အွန်လိုင်းမှာတွေ့ရတဲ့အရာအကြောင်းအရာလေးတခုရှိတယ်မြန်မာလူမျိုးချင်းတယ်เนาะသူကမြန်မာမြန်မာလို့ပြောတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တွေ့တယ်ဆိုတော့သူကဘာလုပ်လဲဆိုရင်အဲ့ဒီအာသမင်းရောက်တာပေါ့เนาะသမင်းရောက်တယ် အဲ့ဒါကိုသူတို့ကတွေ့ပြီးတော့ဗီဒီယိုရိုက်တယ်ရိုက်ပြီးတော့ဆိုရှယ်မီဒီယာမှာသူတို့တင်တာဖြစ်တယ်အဒီတွေ့ကြမလို့ကျွန်တော်ကနေထိုင်တဲ့ခါမှာပဲဖြစ်ဖြစ်တတိရှိရှိနဲ့ဒီနိုင်ငံမှာနေထိုင်ကြဖို့လိုတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်သင်ပြပေးခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေ့အန်တီရေမြတာဖြစ်တယ်သူများနိုင်ငံမှာနေထိုင်တဲ့ခါမှာเนาะကျွန်တော်ကကောင်းကောင်းမွန်မွန်နေထိုင်ဖို့အရေးကြီးတယ်ဆိုတော့ကိုသင်ပြပေးခြင်းနဲ့เนาะ ဘာဖြစ်သူတို့ရှင်းမှာတစနုခုလုံးမိတာတွေရှင်းတော့သူတို့ကကျွန်တော်တို့ကို complaint တက်มาဖြစ်တယ်သူတို့ report တင်ရင်တော့ခံရတာကကျွန်တော်တို့ခံရတာဖြစ်တယ်ဘာဖြစ်ဖြစ်ဖြစ်ကျွန်တော်ဒီနိုင်ငံမှာနေထိုင်တဲ့အခါမှာအာတချို့တွေအထောက်ထားမေးတယ်သူတို့အများအများဆိုရှိတာဖြစ်တယ်အဲ့ဒီအခါမှာသူတို့နိုင်ငံသားတွေကเนาะကျွန်တော်တို့ကို complaint တင်တော့ကျွန်တော်တို့အန်တီရေမြတာဖြစ်တယ် နော်ခဏခဏဖန်စီတွေလည်းကျန်လာဖြစ်တယ်ဒီတွေ့ကြောင့်မလို့ကျွန်တော်တို့နေထိုင်စားတောက်တာတွေစင်ချင်ဖို့လိုအပ်တာဖြစ်တယ်ဆိုတော့ကျွန်တော်သင်ပြပေးခြင်းတခါလည်းကျွန်တော်ဗီဒီယိုလေးသင်ပေးမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကြည်ချင်းဖြစ်နော်ကျွန်တော်ပို့ပြီးတော့တတိရှင်းအောင်ကျွန်တော်သင်ပြရခြင်းဖြစ်တယ်နံပါတ်အာမြန်မာမြန်ကွေမချနေပုံဘူးလေးရန်ဘူးလေးရန် apa permit dia pakai macam ni nampak? Ha, nampak bebas meniaga. Ini kalau orang Melayu meniaga ha, dah lama kena tangkap ha, nampak? Kan? Ha, macam tak adil lah kan? Kita ha, warga tempatan tapi kita kena tangkap. Tapi diorang ni bebas meniaga nampak? Ha, kalau kita nak meniaga macam-macam lesen diorang nak kan? Ha, suntikan lah, typot lah, apalah kan? Tapi kau tengok ha, ni ha, pendatang haram meniaga macam ni boleh nampak? Ha, nampak dekat dekat apa ni dekat air punya ni je nampak tu. Ha, dia meniaga macam ni je. Boleh meniaga lah. Kan? Ha, kalau orang Melayu tak boleh kena tindas. Kan macam-macam lesen nak kan kau tengok Myanmar meniaga macam ni boleh. Ha, ni bukti yang aku tunjukkan. Ha, ini dekat uh, batu berendam, batu berendam. Ha, nampak bebas meniaga macam ni. Uh, Aryan, kau tengok ni PBT pihak berkuasa Jadi tu macam lah ceroyek di Malaysia ni ni tanya kamu no tercuri ga muiu biro no tangchan de tai de kaijare taijare tojare cijare daru emya ye ceroy Malaysia mah insinyur Arab sih de. Jadi tu macam lah ceroy tadi si si di negara ni tempoh lo Arab sih de. Ko apa sih bepangun jenggo မထိခိုက်အောင်ကျွန်တော်တို့စီကံရှိရှိလေးနဲ့နေထိုင်ပေးဖို့ကျွန်တော်မြတ်တရားခန့်ချင်တာဖြစ်တယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကကိုယ်နိုင်ငံမှာအခြေအနေမကောင်းတဲ့အခါမှာသူများနိုင်ငံမှာခေါ်လုံတာဖြစ်တဲ့အတွက်သူတို့ရဲ့နော်စိတ်အလိုမကျတဲ့ဟာတွေသူတို့အမြင်မတော်တဲ့ဟာတွေကျွန်တော်ရှောင်ဖို့လိုတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်သင်ပြပေးချင်တယ်နော်အာပြီးတော့အိမ်ပေးပောင်းခြင်းလို့တတိထားဖို့လိုတယ် ဆူညာနာတွေတောင်းကြံတာတွေပြီးတော့เนาะအိမ်လေကတွေမှာကွင်းတွေထွေးတာတို့ခိုင်နေငုံတာတို့အဲ့ဒီဆက်ဆက်ရပါတော့ကျွန်တော်တို့တတိရှိရှိနေရှောင်ဖို့လိုတာဖြစ်တယ်ဆိုတော့ကျွန်တော်ညင်ညပပနဲ့ရှိနေမိဆိုရင်တို့နိုင်ငံတွေကမကြိုက်ဘူးဆိုတော့ကိုလေးကျွန်တော်အလုံးတီးပြီးသားလည်းဖြစ်ပါတယ်အဲ့ဒီတွေ့ကြမလို့ကျွန်တော်ဘာပဲဖြစ်ဖြစ်စီကရှိရှိလေးနဲ့ဒီနိုင်ငံမှာ ခေါ်လုံတဲ့ခါမှာကျွန်တော်နေထိုင်ကြဖို့လေကျွန်တော်တောင်းဆိုချင်တာဖြစ်တယ်နော်ကျွန်တော်နိုင်ငံပြန်လေကောင်းမွန်တဲ့ခါမှာကိုယ်နိုင်ငံမှာကောင်းကောင်းမွန်ပြန်လေနေထိုင်ကြဖို့နော်ကြိုတင်ပြင်ဆင်ဖို့လေလိုတာဖြစ်တယ်ခုကာလကတော့အရန်ချင်းနေဆိုးရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့သူများနိုင်ငံမှာအလုတ်ကိုင်းလှုပ်တဲ့ခမဖြစ်ဖြစ်ဖြစ်အာနော်ကျွန်တော်ကောင်းကောင်းမွန်မွန်နေထိုင်ဖို့လိုတာဖြစ်တယ်နော်ဒါကိုကျွန်တော်ဒီနေ့ အနည်းငယ်တင်ပြပေးချင်တာဖြစ်ပါတယ်လို့အာကျန်တော့သူအားလုံးတတိရှိရှိနဲ့ဘေးကင်းလုံခြုံကြပါစေလို့ပြောရင်းနဲ့ညီကုံချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်